ွေပွေလင်းလင်းပြောပြလာတဲ့အလာမဲခင်စားခင်ပိတ်ကြမြအလုံးမဲမိလာပါရှင်မစ်ဘောမမြန်မာကိုစားပြောလာမဲနေနဲ့အကောင်းဆုံးရှင်ပြိုင်နေတဲ့အလာမဲလေးခင်စားခင်ကတော့အခွင့်ဆွေရအလုံးရအပိမှုတွေကိုအပြည့်ဝရရှိထားသလိုဒီကနေ့မှာတော့အလာမဲလေးခင်စားခင်ကလက်ရှိဖြစ်ပေါ်နေတဲ့မြန်မာပြည်ရဲ့အခြေအနေမှန်တွေကိုကဘာကားတီအောင်ခြားပြလိုက်ပါတယ် အလာမေကင်းစားခင်ကမစ်ဘောမှာအကောင်းဆုံးကြိုးစားနေတယ်လို့မြန်မာနိုင်ငံကလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုလည်းကဘာကပို့ပြီးတော့အာရုံစိုက်လာအောင်ကြိုးစားနေလျက်ရှိပါတယ်ဒီကနေ့မှာတော့အလားမယ်လီကီစာခင်ကမြန်မာနိုင်ငံမှာဖြစ်ပေါ်သွားတဲ့အင်အားပြင်းကနေအကြောင်းနဲ့ပြည်တွင်းစစ်ကြောင့်ကလင်းငယ်တွေတည်ဆုံနေကြရတဲ့အကြောင်းတွေကိုအလုံးသိစေဖို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ကီစာခင်ကအခုလိုခြားပြလိုက်တယ်လို့ကလင်းငယ်တွေအတွက်ကိုလည်းဆုတောင်းပေးလာခဲ့ပါတယ်။ အလမဲလေးကြီးစာခင်ကအခုလိုကဘာကားတင်အောင်ခြားပြပြောဆိုလိုက်တဲ့အပေါ်မှာလေအလမဲလေးကြီးစာခင်ကပိတရီကအာဘေနေကြပြီးမန်တွေမှာအမျိုးမျိုးစုတောင်းပြထားကြပါရယ်အခုဆိုရင်အလမဲကြီးစာခင်ကမစ်ဘော်ရဲ့ပိုင်နေအတွက်အကောင်းဆုံးစူးစမ်းပြင်ဆင်နေတယ်လို့ကိုကိုကိုယုံကြည်မှုရရှိနေရကိုလည်းတွေ့ရပါရယ်အခုဆိုရင်အလာမင်းလေးခေစာခင်ကမြန်မာနိုင်ငံရဲ့အခြေအနေကိုကဘာကတိလာစီဖို့ပို့ပြီးတော့အာယုံဆိုင်လာစီဖို့စူးစမ်းပေးနေပြီဖြစ်ပါတယ် အလားမယ်လီခီစာကင်းနေနဲ့မစ်ဝေါ်မှာရလက်ကောင်းတွေကိုရှာယူပြလာနိုင်မလားဆိုတာကိုတော့အားပေးဆောက်ကြည့်အောင်မှာဖြစ်ပါတယ်။သူကတော့အားပေးနေကြတဲ့ပိတ်သက်တွေအလုံးအတွက်အကောင်းဆုံးစူးစားသွားမယ်လို့ဆိုပါတယ်။အခုဆိုရင်ထွန်းအလွင်ကလည်းခီစာကင်းလေးကိုအပြေဝါအားပေးနေပြီးသူ့ပေါ်ယုံကြည်မိကြအောင်ဆိုပါတယ်။ကျွဲ့လွင်ကတော့မစ်ဝေါ်ပြန်ပွဲကြီးမှာကျူစားရှင်ပြန်နေတဲ့အလားမယ်လီခီစာခင်ကိုကြည့်ကအာရကျင်းနေရပြီးအလားမယ်လီခီစာခင်နဲ့ပတ်သက်ပြီးတော့လေထူအန်လွင်ကအခုလိုပဲပြောပြလာခဲ့ပါတယ် ကျွမ်းလွင်ကခေစာခင်ကိုတရားရဂိုင်းတော်ယုံကြည်လို့မစ္စဝါမြမတိုက်တဲကြီးကိုလွှဲအပ်ပေးခဲ့တာပေါ့နော်။သူကအချင်းတူလေးအတွင်းဆိုတော့လွှဲအပ်ချက်လေးတွေအနေငယ်ရှိပေမဲ့အသက်ငယ်ငယ်လေးနဲ့အများကြီးစူးစမ်းနေလို့တွေ့တွေ့ဂုဏ်ယူမိတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်။အလမဲခေစာခင်ကတော့82ချိန်မြောက်မစ္စဝါပြောင်းမဲကြီးကိုမြန်မာကုစားပြုအလမဲအဖြစ်အသွေးရောက်ရှင်ပြိုင်ဖို့မေလာချာနေကရန်ကုန် International Airport အိန္ဒိယတလက္ကနာတို့စတင်တက်ခွာထားခဲ့တာပါ။ ထွန်းလွင်ကတော့သူအနေနဲ့ရတဲ့အချိန်တိုလေးအတွင်းမှာအလားမယ့်ခေစားခင်အတွက်အကောင်းဆုံးပြင်ဆင်ပေးခဲ့ပါတယ်။ Miss World မြန်မာ2025ရောင်းဝယ်ခြင်းမှာနိုင်ရရှိလာခဲ့တဲ့အလားမယ့်လေးခေစားခင်ကနောက်ထပ်လည်းအောင်မြင်မှုတွေကိုရရှိလာမလားဆိုတော့ကိုအလုံးကစိတ်ဝင်စားနေကြပါတယ်။အခုဆိုရင်မြန်မာကိုစားပြောလာမယ့်တယောက်အနေနဲ့ Miss World ပြိုင်ပွဲခြင်းမှာစူးစားပန်းစားရှင်ပြိုင်နေပြီဖြစ်တဲ့အသက်18နှစ်အရွယ်အလားမယ့်လေးခေစားခင်ကတော့အလုံးကအပေးဝင်ရပေးနေကြတာကိုတွေ့ရပြီ။ အခုဆိုရင်အလာမေလေးခင်စားခင်ကမကြမီပြလို့ကျန်ပါလာတော့မယ်ဘေ့စ်ဘော2025 final အတွက်စူးစမ်းပြင်ဆင်နေလျက်ရှိပါတယ်